ုဟာမကြသေးခင်ကရွေးကောက်ပွဲကိုဝေဖန်တဲ့ post တွေမှာ like ဒါမှမဟုတ် head reaction တွေပေးခဲ့ရုံနဲ့အမှုပညာရှင်တွေကိုမတရားဖန်ဆီးခဲ့တာဟာ online ပေါ်မှာလွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုတွေကိုရာဇဝဲမှုအဖြစ်သတ်မှတ်ဖိနှိပ်နေတာ ဖြစ်တယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သတ်မှတ်ကြီးဦးကျော်မိုးထွန်းကဆိုပါတယ်။ နိုဘာလ၄ရက်နေ့ကနယူးယောက်မြို့မှာကျင်းပတဲ့အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံစတုထကော်မတီမှာတည်င်းအချက်အလက်နဲ့ပတ်သက်တဲ့ဆွေးနွေးမှုအစီအစဉ်မှာအခုလိုမျိုးပြောကြားခဲ့တာဖြစ်ပါတယ်။ စေအုပ်စုဟာသူတို့ကိုစန့်ကျင်နေတဲ့အတန်တွေကိုဖိနှိပ်ဖို့နဲ့သတင်းအချက်အလက်တွေကိုသူတို့အကျိုးအတွက်လိမ်လည်ဖို့သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာတွေကိုစနစ်တကျလက်နက်သဖွဲ့အသုံးပြုနေတယ်လို့လည်းတမ်မတ်ကြီးကပြောဆိုခဲ့ပါတယ်။စေအုပ်စုကသတင်းအချက်အလက်စီစဉ်မှုကိုကန့်သက်တာနဲ့ပြည်သူတွေကို၆လက်နေတာတွေကိုကြည်ကျင်အားဖြင့်စေအုပ်စုကစီစဉ်နေတဲ့အတုအယောင်ရွေးကောက်ပွဲဟာတရားမျှတမှုလွတ်လပ်မှုလုံးဝရှိမှာမဟုတ်ဘူးဆိုတာကိုဖော်ပြနေတယ်လို့လည်းကုလသမဂ္ဂအစည်းအဝေးမှာဆွေးနွေးခဲ့ကြပါတယ်ရှင်။ ထိုင်းနိုင်ငံရန်နောင်းမြို့အချုပ်ထောင်မှာပြည်ထောင်ကြရာကနေလွရက်စီပြီးပြန်လွတ်လာတဲ့မြန်မာနိုင်ငံသား48ယောက်ကိုနိုဘာလ9ရက်နေ့နေ့လယ်7:00ခွဲအချိန်မှာတနင်္သာရီတိုင်းကော့တောင်းမြို့ကိုပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ရန်နောင်းလာဝကအချုပ်ရုံးကထုတ်ပြန်ထားပါတယ်။အကြောင်းမျိုးမျိုးကြောင့်ပြည်တံကြခံနေကြရတဲ့မြန်မာနိုင်ငံသားတွေကလူရဲစေတဲ့အမျိုးသား33ယောက်နဲ့အမျိုးသမီး14ယောက်တို့ကိုလွှဲပြောင်းခဲ့တာလို့သိရပါဗျ။ ထိုင်းနိုင်ငံရှန်နောင်းမြို့အချုပ်ခန်းကနေပြစ်ဒဏ်ကျနေတဲ့မြန်မာနိုင်ငံသားတွေကိုလာစင်လွှဲပြောင်းပို့ဆောင်နေတာဖြစ်ပြီးအခုနှစ်အတွင်းနေရပြန်ပို့ခန်းရသူအယောက်1600ကျော်ရှိတယ်လို့သိရပါဗျ။ဒီလိုပို့ဆောင်ခန်းရသူတွေဟာကော့တောင်းမြို့အားကစားရုံမှာအသက်အရွယ်ခွဲပြီးစစ်မှုထမ်းအကျုံးဝင်တဲ့အရွယ်တွေကစစ်ကောင်စီရဲ့တပ်သားတွေစုဆောင်ရေးတွေပါသွားကြတယ်လို့ဒေသခံတွေကပြောပါရရှင်။ လာမယ့်ဒီဇင်ဘာလမှာအာနာသိန်းစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲကိုအတူအောင်ရွေးကောက်ပွဲဖြစ်နယူးဇီလန်နိုင်ငံလွှတ်တော်ကနိုမာလ9ရက်နေ့မှာကန့်ကွက်သူမရှိအတည်ပြုလိုက်ပါတယ်။နယူးဇီလန်နိုင်ငံသားဝင်ကြီးဝက်စန်ပီတာကလည်းမြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဟာအတူအောင်သာဖြစ်ကြောင်းလွှတ်တော်မှာလာရောက်ထွက်ဆိုသွားခဲ့ပါတယ်။ အဲ့ဒီတည်ရဲ့နောက်ွယ်မှာစ조사အထုံးမှုတွေရှိနေကြပြီးနောက်ထပ်လည်းမြင်တွေ့ရအောင်ဆက်စ조사နေပါတယ်လို့အမျိုးသားညညရဲ့အဆိုအရ NGO နိုင်ငံခြားရေးဝန်ကြီးဒေါက်စင်မအောင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။နယူးဇီလန်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့မြန်မာပြည်သူတွေနဲ့အတူရပ်တည်မှုကိုလည်းကျေးဇူးတင်သလိုနယူးဇီလန်ရောက်မြန်မာအရေးဆောင်ရွက်ကြသူတွေကိုလည်းကျေးဇူးတင်ကြောင်းဒေါက်စင်မအောင်ကဆက်ပြောထားပါတယ်။၂021ခုနှစ်မှာပြည်သူတင်မြောက်ထားတဲ့အဆိုအရစီကနေအာနာသိမ်းခဲ့တဲ့စစ်တပ်ကလာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာစပြီးရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတာဖြစ်ပြီး ီတောင်လည်းအတိုင်းဝိုင်းကအဲ့ဒီရွေးကောက်ပွဲကိုအတုရောက်ဖြစ်ကြေညာထားပါတယ်ရှင်။ရခိုင်ပြည်မောင်တုံးမြို့နယ်ရခိုင်ရေပိုင်နယ်အတွင်းမှာတရားမဝင်ငါးခိုးဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား6ယောက်ကိုနိုဘာလ9ရက်နေ့ကအာရခတပ်တော်ကမ်းခြေဆောင်တပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့သိရပါဗျ။ပြခဲ့တဲ့နိုဘာလ9ရက်နေ့ညနေကအကြောက်ချရက်တန့်ထားတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား6ယောက်ပါတဲ့ဆက်လီတစည်းကိုအာရခတပ်တော်ကမ်းခြေဆောင်တပ်ဖွဲ့ကအသွားရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ မောင်တော်မြို့နယ်အလဲတန်ကျော်ချောင်းဝကန်းဆက်မှာဆက်လီပြက်ပြီးကြောက်ချရန်နာနေတဲ့အချိန်ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့လည်းသိရပါဗျ။လက်ရှိဖမ်းဆီးရမိထားတဲ့အဲဒီငါးဖမ်းသမားတွေကိုတရားဥပဒေနဲ့အညီအရေးယူဆောင်ရွက်နိုင်ဖို့အတွက်ထိန်းသိမ်းစစ်ဆေးနေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အော်တိုဝါလာ28ရက်နေ့နဲ့29ရက်နေ့ကလည်းမောင်တော်မြို့နယ်ရခိုင်ရိုင်ပိုင်နယ်အတွင်းတရားမဝင်ကျူးကျော်ဝင်ရောက်ငါးခိုးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား17ယောက်ကိုအေကဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါဗျ။ မောင်တုံးမြို့နယ်အတွင်းမှာရှိတဲ့ရခိုင်ရေပိုင်နက်ထဲမှာတရားမဝင်ဝင်ရောက်ငါးခိုးဖမ်းမှုတွေကအနည်းစဉ်ရဆက်ရှိလာနေပြီး AA ရဲ့ကမ်းခြေဆောင်တပ်ဖွဲ့ကလည်းမကြခဏဆိုသလိုဖမ်းဆီးမှုတွေရှိနေပါတယ်ရှင်။မန္တလေးတိုင်းမိုးကုတ်မြို့အရှေ့ပိုင်းကောက်ကွင်းမှာနွန်ဘာလ၄ရက်နေ့ညချိန်ကကြောင်မြတ်တူးဖော်နေတဲ့တွင်ပြိုကျပြီးတွင်လောက်သား၃ယောက်ပိတ်မိနေကနွန်ဘာလ၆ရက်နေ့မနက်ပိုင်းထိရှာမတွေ့သေးဘူးလို့ဒေသခံတွေကပြောပါတယ်။ မြေပြိုမှုကြောင့်ပိတ်မိနေသူတွေကိုရှာဖွေကယ်ဆယ်ရေးတွေလုပ်နေပေမဲ့လက်ရှိအချိန်အထိရှာမတွေ့သေးပဲပိတ်မိနေသူတွေရဲ့နာမည်နဲ့အသေးစိတ်အချက်အလက်တွေကိုလည်းအတိမပြုတ်နိုင်သေးဘူးလို့ဆိုပါရစေ။ မိုးရွာတဲ့အတွက်မြေပြိုကျတာဖြစ်တယ်လို့မြို့ကန်တယောက်ကလည်းပြောပြပါဗါးကိုကန်ကြောင်မြောက်တွင်းမှာပြင်ပစီးပွားရေးလုပ်ငန်းရှင်တွေရဲ့လုပ်ငန်းတွေရပ်နှားပြီးတဲ့နောက်ပြည်သူတို့ဝင်ရောက်လုပ်ကင်နေတာဖြစ်တယ်လို့လည်းမြို့ကန်တယောက်ကပြောပါဗါးမိုးကုန်းမြို့ကိုတာအတ TNL ကစစ်ကောင်စီထံကိုပြန်ပေးပြီးတဲ့နောက်မိုးကုန်းမြို့တွင်ကပြင်ပစီးပွားရေးလုပ်ငန်းရှင်တွေရဲ့အကြောင်းမြတ်တူဖော်ရေးလုပ်ငန်းတချို့စတင်ရပ်နှားထားတယ်လို့သိရပါဗါးရှင် စကိုင်းတိုင်းဝက်လက်နဲ့ရွှေဘုံမြို့နယ်တွေကကြေးရွာတွေကိုနိုဝင်ဘာလ9ရက်နေ့ကစပြီးစစ်ကောင်စီတပ်ကထိုးစစ်ဝင်ရောက်ကနေအိမ်တွေကိုမီးရှို့နေရလို့ဒေသခံတွေနဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။ရွှေဘုံနဲ့ဝက်လက်မြို့နယ်အတွင်းကကြေးရွာ၈ရွာလောက်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်း၄ကြောင်းခွဲကဝင်ရောက်မီးရှို့နေတာဖြစ်ပြီးနိုဝင်ဘာလ၄ရက်နေ့မှာစစ်ကောင်စီတပ်ကရန်တမ်းပစ်ခတ်တဲ့အတွက်ဝက်လက်မြို့နယ်လှထွေရွာကအမျိုးသားတယောက်သေဆုံးပြီး၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ထရက်တန်ရရှိသူတွေဟာစေကူတာနေရတယ်လို့ Wallet Informational Network ကတာဝန်ရှိသူတယောက်က DV ကိုပြောခဲ့ပါတယ်။နိုဘာလ3ရက်နေ့မနက်6နာရီလောက်ကလည်းမောင်ကဒီရွာကိုဝင်လာတဲ့စစ်ကြောင်းကဒေသခံအယောက်40လောက်ကိုဖမ်းဆီးကာတပ်ကြီးပိုင်းတချို့ကိုတော့ပြန်လွှတ်ပေးပြီးကျန်တဲ့သူတွေကိုစစ်ကြောင်းထဲကိုခေါ်သွားတယ်လို့သိရပါဗါဒ်ဝက်လက်နယ်အနောက်ခြမ်းကထွက်တဲ့စစ်ကြောင်းဟာဝက်လက်မြို့နယ်ထဲက တမာကုန်းရွာတော်ကုန်းတရအုပ်နဲ့ထုံးပိုရွာတွေကိုမိရှို့ခဲ့တယ်လို့ရွှေဘုံမြို့နယ်က စီတော်တကနန်းဘုံဘောစိုင်းနိုင်ကြီးစိုင်းနိုင်လေးနဲ့ရွှေဘုံမန္တလေးလမ်းမကြီးကအခြေရွာတွေကိုလည်းမိရှို့ခဲ့တယ်လို့သိရပါတယ်ရှင်ရန်ကုန်တိုင်းဒေသကြီးတာကေတာမှာနိုဝင်ဘာလ9ရက်နေ့မနေ့ကညကပန်းတကူကောက်သူတွေကိုရှောင်တဲ့ကားကနေတိုက်မိလို့အမျိုးသမီးတယောက်သေဆုံးသွားခဲ့ရပါတယ်။ လမ်းလယ်မှာပန်းတကူကောက်နေတဲ့သူတွေကိုရှောင်ရင်းလမ်းဘေးမှာရက်နေတဲ့အမျိုးသမီးကိုတိုက်မိခဲ့တာဖြစ်တယ်လို့သွားရောက်ကူညီခဲ့တဲ့အရှင်တန်ရေးကူညီမှုအသင်းစီကသိရပါဗျ။တိုက်မိတဲ့ကားကထွက်ပြေးသွားပြီးအတိုက်ခံရတဲ့အမျိုးသမီးဟာဆေးရုံရောက်တဲ့အကူတော့မသိရသေးပါဘူး။တစောင်းမုံလာပြင်းနေညမှာပန်းတကူအလှဆိုပြီးကားလမတွေပေါ်မှာကားတွေနဲ့ငွေတွေကျဲချလေးရှိတာကိုဝေဖန်နေကြပြီးပြီးခဲ့တဲ့ရက်ကလည်းကားတိုက်ခံခဲ့ရလို့တချို့တွေဒဏ်ရာရတိုက်ဆုံးခဲ့ရသလို နေမှာကြက်လာခိုးတဲ့အမျိုးသားတအုပ်ကိုရိုက်နှက်တက်ဖြတ်တဲ့အတောင်ကြီးမျိုးကပြီးသုံးလုံးပါတီပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဆိုင်ရွှေထီနဲ့တားဖြစ်သူဆိုင်ကျော်စိုးမိုးတို့ကိုမနေ့ကနေ့လယ်ကစစ်တပ်လောက်ခံရဲတွေကဖမ်းဆီးလိုက်တယ်လို့မြို့ကန်တွေစီကသိရပါဗျ။ နိုဝါလန်ခါရဲနဲ့မနက်နနာရီခွဲကတောင်ကြီးမြို့နယ်ရက်ကွက်တနေမြင့်နှစ်မှာနေထိုင်တဲ့ဦးဆိုင်ထွန်းစာဆိုသူအမျိုးသားတယောက်ကဦးဆိုင်ရွှေထီရဲ့ channel ကအချက်ကိုဝင်ခိုးခဲ့တာမှာတားဖာနှစ်ယောက်ကအထုပ်တွေနဲ့ဝိုင်းရိုက်တာကနေသေဆုံးသွားခဲ့တယ်လို့မြို့ကန်တယောက်ကပြောပြပါဗျ။ဦးဆိုင်ရွှေထီနဲ့စိုက်ကျော်စိုးမိုးတို့နှစ်ယောက်ကိုအေးတာယာနေမြင့်ရက်ကွက်ကဖမ်းဆီးပြီး ပအမှတ်81မြင်းဆောင်2025ပုံမှန်302မြင်းဆောင်114နဲ့အမှုဖွင့်အရေးယူထားတယ်လို့အုပ်ချုပ်ရေးနယ်နေဆက်တဲ့သတင်းရင်းမြစ်ကပြောပါရယ်။ဆေးဥစုကကျင်းပမယ်ရွှေကောက်ပွဲမှာဦးဆိုင်ရွှေထီကအချိုးကျ PR စနစ်နဲ့ရွှေကောက်မယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနဲ့အမှတ်1မှာပြည်သူ့ရှေ့ဆောင်ပြည်သုံးလုံးပါတီကနေဝင်ရောက်ရှင်းပြမယ်ကိုယ်စားလှယ်လောင်းဖြစ်ပါရယ်ရှင်။ စက်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြိုင်တာပါတီရုံးခန်းတွေဖွင့်လှစ်တာမဲဆွယ်စည်းရုံးနာတွေလုပ်ရင်အမြင့်ဆုံးထောင်တန်း၅နှစ်ငွေကျပ်၃၀ဒါမှမဟုတ်ပြစ်ဒဏ်နှစ်ခုစလုံးချမှတ်မယ်လို့ချင်းပြည်ကောင်စီကဒီကနေ့နိုဝင်ဘာလ၆ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်းပြနိုင်ဖို့ချင်းအမြေခံနိုင်ငံရေးပါတီထောင်တာပါတီရုံးခန်းဖွင့်လှစ်တာစတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေလှုပ်ဆောင်တာနဲ့အတူယောင်ရွေးကောက်ပွဲမှာပေါပေါလာတဲ့ဘယ်အစိုးရဘယ်ရန်နေရာတွေကိုမှပါဝင်ပတ်သက်ပူးပေါင်းတာမျိုးမလုပ်ဖို့တတိပေးတားမြစ်ခဲ့ပါတယ်။ အခုလိုတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ရင်ဖောက်ဖျက်ကျူးလွန်သူရဲ့ပိုင်ဆိုင်မှုတွေအလုံးကိုပြည်သူပိုင်အဖြစ်သိမ်းဆည်းခွင့်ရှိတယ်လို့ထောင်ဒဏ်၃နှစ်ကနေအများဆုံးထောင်ဒဏ်၅နှစ်ငွေကျပ်၁၀သိန်းကနေသိန်း၂၀ဒါမှမဟုတ်ပြည်တံနှစ်ခုစလုံးချမှတ်မယ်လို့တတိပေးထားပါတယ်စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုစန့်ကျင်တားဆီးဖို့နဲ့ပြည်သူအခြေခံခွင့်ရေးတွေကိုကာဝယ်နိုင်ဖို့အတွက်အခုလိုအမိန့်ကြေညာချက်တွေကိုထုတ်ပြန်လိုက်တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျာ။ ဖောက်ဖျက်ကျူးလွန်နေဆိုတဲ့ဆွဆွဲခံရသူတွေကိုအေးအေးယူဆောင်ရွက်ရမှာလဲနိုင်ငံတကာစံချိန်စံညုံတိုင်းဆောင်ရွက်သွားမယ်လို့ဆိုထားပါတယ်ရှင်။ AR တိုင်းကံကြီးတောင်မြို့နယ်ကြုံရက်ကြီးရွာမှာနေထိုင်တဲ့အသက်30ကျော်အရွယ်မောင်ဆန်းထွတ်ဆိုသူဟာစစ်မှုထမ်းဖို့ရွေးချယ်ခံရတာကိုရှောင်ဖို့အတွက်စစ်မှုထမ်းခြင်းမပေးနိုင်တာကြောင့်နိုဘာလ9ရက်နေ့မနေ့ကကိုကိုကိုကျိုးဆွဲချပြီးအဆုံးစီရင်သွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ သူဟာစစ်မှုထမ်းဖို့စီရင်နေပါတဲ့အတွက်အနွန်ဘာလ3ရက်နေ့မှာဆင့်ခေါ်ခံခဲ့ရပြီးစစ်မှုမထမ်းချိန်ရင်ကြက်ငွေ2သိန်းခွဲပေးဆောင်ဖို့ဖိအားပေးတောင်းယူခဲ့တဲ့အတွက်သမီး2ယောက်နဲ့ဇနီးဖြစ်သူကိုထားခဲ့ပြီးကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့တယ်လို့သိရပါဗျ။ အရင်ကတည်းကအကျွေးတွေရှိနေတဲ့အပြင်အလောက်ကိုင်းလည်းအဆင်မပြေဘူးလို့ဒေသခံကပြောပါရယ်။ကြုံရက်ရွာနဲ့မြင်းကစိတ်ရွာကိုဆက်သွယ်ထားတဲ့လမ်းပေမှာကျိုးဆဲချတိတ်ဆုံးခဲ့တာဖြစ်ပြီးတိတ်ဆုံးမှုကိုတရင်ထင်ချန်ဖို့ယာယီမှုနဲ့ဆိုင်မှုတွေကလှုပ်ဆောင်နေတယ်လို့ဆိုပါရယ်။ ERI တိုင်းထဲမှာရှိနေတဲ့မြို့နယ်နဲ့ရက်ကွက်ကျေးရွာအုပ်ချုပ်မှုတွေကစစ်မှုထမ်းဥပဒေအကြောင်းပြကငွေကြေးကောက်ခံတာတွေလှုပ်ဆောင်နေပေမဲ့အာဏာသိမ်းစစ်တပ်ကအရေးယူဆောင်ရွက်တာတွေကိုဟန်ပြတာလှုပ်ဆောင်နေတယ်လို့လည်းဒေသခံတွေစီကသိရပါရယ်ရှင်။ စကိုင်းတိုင်းအရာတော်မြို့နယ်အရာတော်မြို့အမှတ်နှစ်ကျောင်းကစစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်ကိုတော်လန်ရေးတပ်တွေကနိုမာလ9ရက်နေ့မနက်အစောပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားခဲ့ပြီးခရဲန်တွေသိမ်းဆီးရရှိခဲ့တယ်လို့အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်စီကသိရပါဗျ။တိုက်ခိုက်မှုအတွင်း 7.62G 530တောင်း 5.56G အတောင်400 icon ၄လုံးငွေကြေး၃သိန်းနီးပါးစစ်တုံးခရာတစ်ခု ကြီကအုတ်ထုတ်တလုံးစစ်သုံးလွယ်လေးလုံးနဲ့ပစ္စည်းတချို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။စစ်သားရင်အား15ရောက်ဝင်းကျင်နဲ့တက်ဆွဲထားတဲ့အရာတော်မျိုးရဲ့မြောက်ဘက်မှာရှိတဲ့ဂိတ်ကိုဝင်တိုက်ခဲ့တာဖြစ်တယ်လို့အရာတော်မျိုးနယ်ပြည်သူ့ကော်မတီတပ်ဖွဲ့ကတာဝန်ရှိသူက TV ကိုပြောပါဗျ။တိုက်ခိုက်ခံရပြီးတဲ့နောက်မြို့ပေါ်မှာအစစ်အစေးတွေတင်းကျပ်နေကဒေသခံတွေကိုဖမ်းဆီးရိုက်နှက်တာတွေလည်းလုပ်နေတယ်လို့ဆိုပါဗျ။ အရာတော်မျိုးနယ်ပါကဖတာဝကန်ရဲဘော်တော်ကစီစဉ်မှုနဲ့အရာတော်မျိုးနယ်ပါကဖရဲဘော်မိုက်တီဦးဆောင်တဲ့အရာတော်မျိုးနယ်ပါကဖဒီပရင်းမျိုးနယ်ပါကဖနဲ့စစ်တပ်နဲ့ LDF ပူးပေါင်းအင်အား30လောက်ကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါပါတယ်ရှင်။